်ဦးလေးကျမကကြောက်တယ်ဝယ်လင်းရဲ့ပုံရင်ကလည်းအဝေးမှပေါ်လာပြီးအနေငယ်တုံဝင်သွားပါတယ်သူ့ရဲ့မျိုးလုံးထဲမှာလည်းရှုပ်ထွေးတဲ့ခံစားချက်ပို့ပြီးတော့ပြင်းထန်လာပါတယ်ဝမ်နင်းဆွင်ရောဘယ်လိုပြေးချိန်မလဲဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ် ဖြူဖြူလေးကလည်းပျောက်သွားပါတယ်ထိုးရာတော့အတန်တိတ်နဲ့ပျောက်သွားတာဖြစ်ပါတယ်ဒူဝရင်ဝလင်းကတော့သူကညားလေကောင်မှာတိတိစိတ်နဲ့ထွက်သွားတာကိုမြင်လိုက်ရပါတယ်ဖြူဖြူလေးကထွက်သွားတဲ့အတွက်ကျိုးယူကအယောင်းဝန်နေပြီးနေမကောင်းဖြစ်သွားပါတယ်နေမကောင်းလို့အိပ်ပြွနေတော့မှလည်းဖြူဖြူလေးကိုမကြခဏအောက်ခွန်နေပါတယ်သူမကဖြူဖြူလေးကိုမကြခဏနှိမ့်ဆက်တတ်ပေမဲ့ ဖြူဖြူလေးကသူမရဲ့ရင်ထဲမှာအရန်ဝင်ကြီးတဲ့နေရာတစ်ခုကိုရိုက်ယူထားပါတယ်ခင်းရောင်လေးကရှင်းနေမိမယ်သူမအတွက်တော့ဖြူဖြူလေးကအရန်ဝင်မှာအရေးကြီးနေစေပဲဖြစ်ပါတယ်ဖြူဖြူလေးကသူမရဲ့တင်ငယ်ချင်းဖြစ်ပါတယ်တူးတဲသောတင်ငယ်ချင်းဆိုလည်းဟုတ်ပါတယ်ဒေါ်ရတဲ့ဝန်လင်းကဖြူဖြူလေးကိုပြန်တော့ခေါ်တော့မယ့်အချိန်မှာသူမကတားလိုက်ပါတယ်သူမကဝန်လင်းကိုတောင်းပန်ပြီးဖြူဖြူလေးကထွက်သွားခြင်းနဲ့ဆိုရင်ဒါကသူ့ဆန္ဒပဲ ူမရွေးချယ်ပိုင်ခွင့်ရှိတယ်။သူကကြွေးဦးထက်အချင်းလေးပို့ပြီးတော့ကောင်းတယ်။သူ့ကိုမရှာပါနဲ့။သူမကတော်တော်လေးပြောလိုက်ပါတယ်။ဝယ်လင်းရဲ့ရင်ထဲမှာတော့နာကျင်စွာနဲ့ပဲတိတိဆိတ်နဲ့ထွက်သွားခဲ့ပါတယ်။လင်းနေအကြမှာတော့သူတို့နှစ်ယောက်ကိုကယ်တင်ဖို့ဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားပြီးအစီအစဉ်တစ်ခုကိုဝယ်လင်းကရေးဆွဲနေခဲ့ပါတယ်။ဦးလေးကလည်းငါ့ကိုမလိုချင်တော့ဘူး။ဖြူဖြူလေးမင်းကလည်းထွက်သွားပြီ။တလားအကြမှာတော့ကြွေးဦးရဲ့ယောဂါတက်တလာပြီမဲ့အရင်အထက်ပို့ပြီးတော့တိတိဆိတ်လာပြီးအဝေးကိုလည်းငေးကြည့်နေတတ်ပါတယ်။နှစ်လားအကြမှာတော့တခုတည်းသောမင်းနှခင်မှာမိုးပိုင်းနေမိမဲ့စိတ်လှုပ်ရှားနေတဲ့အော်တန်တစ်ခုကိုကြားလိုက်ရပါတယ်။ဖြူဖြူလေ ရလည်းကျိုးရဲ့မြေခွင်းထဲမှာပေါ်လာပြီးခုံဆွားခုံဆွားနဲ့သူမရဲ့အနာကိုပြောင်းလာပါတယ်။သူ့ရဲ့ပါဇာထဲမှာတော့မီနီယံကိုတကိုင်းတကိုင်းနဲ့အတီးတလုံးကပါလာပါတယ်။ဖြူဖြူလေးပြန်လာပြီလား။ကျိုးယူကဖြူဖြူလေးကိုကြည့်လိုက်ပါတယ်။ ူမကဝမ်းတပြီးဒေါသလေးထွက်နေပါလေဖြူဖြူလေးနင်ကငေါ့မစွန့်ပြစ်ဘူးဖြူဖြူလေးကျိုးယူကဖြူဖြူလေးကိုဖားလိုက်ပါလေမြေကြီးများကြားလာတဲ့အချိန်မှာဝမ်းတတဲ့အပြုံများပေါ်လာပါလေဖြူဖြူလေးကတော့ပိန်သွားပြီးအမွှေးများလည်းမတက်ရတော့ပါဘူးသူ့ရဲ့ခန္ဓာကိုယ်မှာလည်းဒဏ်ရများရှိနေပြီးဆက်ဆက်ထိမခံတော့ပါဘူးပင်မနေတဲ့ပုံပေါက်နေပါလေသူ့ရဲ့ဖိုင်းမှာတော့ဒဏ်ရနဲ့တစ်ခုကတော့ရှိနေပါလေဒဏ်ရကတော့ပိတ်သွားရင်ပဲသွေးများကတော့ကက်နေတော့ပဲဖြစ်ပါလေဖြူဖြူလေးကတော့မြေပြင်ပေါ်မှာတစ်ကန်းကိုချပြီးကျိုးယူရှာနေရလိုက်ပါလေပြီးတော့ဝင်လင်းမရှိတဲ့တေချောင်းကိုဂီရုဆိုင်နဲ့ပတ်ကြည့်လိုက်ပါလေသူကကျို ူရဲ့ဝဆောက်ဆွဲကြိုက်ပြီးအတီးကိုထိလိုက်ပါတယ်ဖြူဖြူလေးမင်းရပါကျိုးယူကလည်းအန်တစ်စွာနဲ့မင်းဘောကအတီးကိုကောက်ယူလိုက်ပါတယ်ဖြူဖြူလေးကပုံဝင်ချင်းကိုကြည့်ပြီးစိတ်ပူနေတဲ့ပုံပေါ်နေပါတယ်အတန်အားတော့ကျိုးယူကိုအမြန်စားဖို့အတွက်ပြောနေပါတယ် ဖြူဖြူလေးမင်းကငါ့ကိုဒါကိုစားစီချင်တာလားကျိုယူကဖြူဖြူလေးနဲ့အတူနေလာတာကြာပြီဆိုတော့သူကဘာကိုဆိုလိုလဲဆိုတာချက်ချင်းပဲသိလိုက်ပါတယ်ဖြူဖြူလေးကလည်းအမြင်မဲ့ခေါင်းညိတ်ပြီးမျက်လုံးထဲမှလည်းစိုးရိမ်နဲ့ပုံပေါက်နေပါတယ်ကျိုယူကတော့အသီးကိုကောက်ကိုက်ပြီးဖြူဖြူလေးဒါကဖာသီးလေသူမကတူတူလေးမိလိုက်ပါတယ်ဝယ်လင်းရဲ့အတန်ကလည်းအဝေးကြီးကနေထွက်ပေါ်လာပါတယ်ဒါကဒရီသားအဆင့်ကိုချိုးဖြတ်တဲ့အသီးပဲဝယ်လင်းကပြောလိုက်ပါတယ် ဖြူဖြူလေးရဲ့ခန္ဓာကိုယ်ကအမွှေးများအလုံးကလည်းထောင်းထားလာပါတယ်။သူကအ мян ခုံပြီးဝယ်လင်းစီးရနေကြိုးယူကောက်ွယ်ဖို့အတွက်ကြိုးစားပြီးဟိန်ဟောက်လိုက်ပါတယ်။ဝယ်လင်းကတော့သူရှိနေရာကနေဖြည်းဖြည်းချင်းရှောက်လာပါတယ်။သူကချက်ချင်းပဲတိလိုက်ပါတယ်။ဖြူဖြူလေးကပြန်လာပြီးတည်ယူလာတဲ့အသီးကိုလည်းမြင်လိုက်ရပါတယ်။တခင်အတွက်ကိုယ့်ကိုယ်ပေးဆက်တဲ့နဆိုးချားကုန်းပါလား။ဝယ်လင်းကတော့ဖြူဖြူလေးကိုချိလိုက်ပါတယ်။ဖြူဖြူလေးရဲ့မျက်လုံးထဲမှာလည်းကြောင်းမှုများပေါ်လာပါတယ်။သူကကြိုးယူရဲ့ရှေ့မှာရပ်ပြီးဟိန်ဟောက်နေစေပဲဖြစ်ပါတယ်။ကြိုးယူကတော့ဖြူဖြူလေးရဲ့အမွှေးလေးကိုပုတ်တက်ပြီးမြေလိုက်ပါတယ်။ဦးလေး ဒရီတာအဆင့်ကိုချိုးဖက်တဲ့အသီးဆိုတာပါလေဝယ်လင်းကတော့ဖြည်းဖြည်းချင်းပြောလိုက်ပါတယ်အဲ့အသီးကိုစားပြီးသွားရင်မင်းရဲ့အထင်းမှာရှိနေတဲ့ဝမ်အားတိမ်မှာမဟုတ်ပြီမဲ့သူကရန်ကိုအားနေသွားလိမ့်မယ်ကျိုးယူကလည်းတုံးလုံးသွားပါတယ်သူမကခေါင်းငုပ်ပြီးဖြူဖြူလေးကိုကြည့်ပြီးတိုးတိုးလေးပြောလိုက်ပါတယ်ဖြူဖြူလေးမင်းကထွက်သွားတော့ငါ့အတွက်ဒီအသီးကိုတခြားခဲ့တာပဲသူမကတပင်းကိုချပြီးအသီးကိုဘေးကိုပြလိုက်ပါတယ်အသီးကလည်းတောင်ကိုအောင်ကိုလိကျသွားပါတယ်ကျိုးယူကလည်းခေါင်းမော့ပြီးဝယ်လင်းကိုကြည့်လိုက်ပါတယ်ဦးလေးဖြူဖြူလေးကိုမနာကျင်စင်နဲ့နော်ကောင်းပြီလားဝယ်လင်းကတော့ကျိုးယူကိုကြည့်လိုက်ပါတယ်သူကလည်းက 强，你也别出大话嘞。 ချိုးယူကတော့ဝယ်လင်ရဲ့ကြောပင်းကိုကြည့်ရင်သူမရဲ့အောင်နှခမ်းကိုကိုက်ထားပါတယ်ထိုပုံရင်းကရန်အောင်မှာမင်းနီးပါဘူးချိုးယူကလည်းအဟိလိုက်ပါတယ်ဦးလေးကစေအေးထားလို့ရတယ်ချိုးယူကဘာလို့ရမလဲဆိုတော့သိတယ်ဦးလေးနဲ့အမကြီးဝမ်းကပြန်ပြီးတော့စုံစည်းနိုင်ဖို့အတွက်ဝယ်လင်ရဲ့ခနာကိုကရစ်တန့်သွားပါတယ်သူကခနာတာလောက်စဉ်းစားပြီးမှဆက်လျှောက်သွားပါတယ်နောက်ထပ်နှစ်နှစ်တာကိုဆုံသွားပါတယ်ထိုနေ့မှာတော့မတင်မျိုးတင်ဆိုင်စီဦးတည်နေတဲ့ကြီးမားတဲ့အပေါက်ကနေမင်းနဲ့နေတဲ့မြို့ခိုးများထွက်လာပါတယ်ထိုမင်းနဲ့နေတဲ့မြို့တွေကမိုးကောင်းကင်ထဲကိုထွက်ပေါက်ဝင်ရောက်သွားပါတယ်မြို့တွေမှာတော့ရွက်ကြီးနဲ့ထူးဆန်းတဲ့အပင်ကြီးတွေပင်အဖြစ် ်ပြောင်းလဲသွားပါတယ်အပင်မှာတော့တတူးပုံတွေအများကြီးရရှိပြီးထူးဆန်းတဲ့အမွှေးသားတစ်ခုကလည်းထွက်နေပါတယ်ထိုအချိန်မှာပဲရွှေအောင်လင်းနှာတစ်ခုကမူကောင်းကိပေါ်တွင်ပေါ်လာပါတယ်ရွှေအောင်လင်းနှာထဲမှာတော့တောက်ပပြီးပြန်တန်းနေတဲ့ဓာငါလည်းရဲ့ပုံရိပ်များရှိနေပါတယ်ရွှေအောင်လင်းနှာများပေါ်လာတဲ့အချိန်မှာပဲသူကပိုက်ကွန်တစ်ခုဖြစ်ပြောင်းလဲသွားပြီးအပင်ုံဖုံးလိုက်ပါတယ် ထူးဆန်းမိသားများလည်းပေါ်လာပြီးတဲ့နောက်သူကအပင်ကိုအတင်းကျပ်နှိမ်နှင်းလိုက်ပါတယ်။ငါရဲ့မျိုးနွယ်စုကနှစ်ပေါင်းထောင်နဲ့ချီအောင်ပုန်းနေခဲ့ရတယ်။ဒါပေမဲ့ဒီနေ့ဘသူကမှငါမျိုးနွယ်စုဖူယန်ဂျိုကိုပြန်ယူတော့မတားဆီးနိုင်ဘူး။ရှီအောင်တန်တို့ကမတိမျိုးတင်ညာရဲ့နေရှင်စုံနေရာကနေပြောလိုက်ပြီးရှီအောင်ပုံပေါင်းနေတဲ့လူကိုတယောက်ကလည်းအပေါက်ထင်းကနေထွက်လာပါတယ်။ထိုလူကိုကြီးရဲ့ခံတော်ကမှာတော့တတူးတွေမရှိပါဘူး။ဒါဝရင်တေချာကြည့်လိုက်မယ်ဆိုရင်တော့သူ့ရဲ့နဖူးမှာအပင်တစ်ပင်ကတလက်လက်နဲ့ထားနေပါတယ်။ပို့ပြီးတော့တေချာကြည့်လိုက်မယ်ဆိုရင်တော့ထိုအပင်တွင်အရွက်၁၁ရွက်ကရှိနေပါတယ်။မဟုတ်သေးပါဘူး ုနောက်ထပ်ပို့ပြီးတော့တေချာကြည့်လိုက်မယ်ဆိုရင်တော့ထိုရက်စတရဲ့နောက်မှာနောက်ထပ်ရက်တွေရရှိနေပါတယ်လုံအောင်ပွင့်သေးရင်ပဲသုံးပုံတစ်ပုံကတော့ပွင့်နေပါပြီလူကြီးကအပေါက်ထင်းကနေထွက်လာတဲ့အချိန်မှာပဲမိုးကောင်းကင်မှာရှိတဲ့ဓာငက်လက်စလုံးကတညီတညွတ်ထဲမိရှိလိုက်ကြပါတယ်ဓာနလက်ကလည်းရွှေအောင်ပိုက်ခွန်နဲ့ထွက်လာပြီးလူကြီးစီကိုတုံးဝင်လာပါတယ်လူကြီးရဲ့မျက်နှာမူအားတော့တညင်နေပြီးတော်တော်လေးပြောလိုက်ပါတယ်ဟင်းသာဗရာနိုင်ငံရဲ့ပထမမျိုးဆက်ဟင်းသာဗရာအလေလက်ဆင့်ကျင်းညက်သူကိုယောက်နဲ့ကိုကိုကိုပေးဆက်ပြီး ဒီသားငါလောက်ဖန်တီးခဲ့တယ်ငါတို့စွန်ပစ်ခံမတိမျိုးကလန်ကိုနှစ်ပေါင်းထောင်ကြီးချဲ့ပိတ်ထားဖို့ဒီနေ့ငါခုငါပေးဆက်ပြီးငါတို့ရဲ့စွန်ပစ်ခံမတိမျိုးကလန်ကိုလွတ်မြောက်စေမယ်ဆိုယူလိုက်သူ့ရဲ့ညာလန်နဲ့ရှေ့ကိုညွှန်ပြလိုက်တော့ကြီးမားတဲ့တတူကြီးတစ်ခုကသူ့ရဲ့ရှေ့မှာပေါ်လာပါတယ်ထိုတတူကရှေ့အောင်ငွေတတခုကိုထုတ်လွှင့်ပြီးချက်ချင်းပဲပြန့်နှံ့သွားပါတယ်ထိုပြန်တန်းနေတဲ့ဓာတ်နှလက်ကလည်းတုံဝင်လာပြီးတတူရဲ့စွမ်းအားကနေလွတ်မြောက်ပြီးမင်းမင်းဆန်ပဲနောက်ဆုတ်သွားပါတယ်ပြန့်လာလူတို့ကြီးရဲ့မျိုးလုံးများတော့တင်းနေနေပါတယ်သူကအရာအလုံးကိုတွေ့ကြုံဘူးနေတယ်လို့ပဲဖြစ်နေပါတယ် သူကသူ့ရဲ့ညာလက်ကိုဝင်ရလိုက်တော့မူကောင်းကင်ကနေတောင်းမဖေရမိဟီတန်တို့ကူကထွက်ပေါ်လာပါတယ်မကြခင်မှာပဲမူကောင်းကင်မှာတတူးပုံတွေအများကြီးကပေါ်လာပါတယ်သူတို့ကအချင်းချင်းချိတ်ဆက်ပြီးမူကောင်းကင်ကိုတော့ခွဲပြစ်နိုင်မဲ့တတူးပုံတစ်ခုကိုဖန်တီးလိုက်ပါတယ်ပြန်တန်းနေတဲ့ဌာနလက်ကလည်းရုံးကန်တော်ကိုရက်သွားပြီးမိုးကျိုးလိုမျက်စံစွာနဲ့လူဦးကြီးစီကိုပြန်တန်းလာပါတယ်ဂျိုးတို့ခုလုံးပဲ့တင်ထက်သွားတဲ့ဒိုင်းကနေမိတန်တို့ကူကလည်းထွက်ပေါ်လာပါတယ်ဌာနလက်ကလည်းလူဦးကြီးရဲ့ညီဘက်ထဲကိုထိုးဝင်သွားပါတယ်သူတို့ကလွန်မြောက်ဖို့အတွက်ရုံးကန်နေမယ်မရပါဘူး အဲ့ဒီတော့ကဒီဖိုးကြီးကမြို့နယ်ဇူးဝင်တွေအများကြီးကတည်ဆုံသွားတာကိုကြည့်နေရသေးတဲ့ငကြောက်တယောက်ပဲငါအသက်ရှင်နေတင်းရင်ပဲငါရဲ့နှလုံးသားကတော့အဲ့တုန်းကတည်ဆုံသွားပြီလူကြီးကတော့မိုးကုန်းကိမှာရှိနေတဲ့ရွှေအောင်ပိုက်ကွန်ကိုညှိပြလိုက်ပါတယ်နောက်ထပ်ပြန်တန်းနေတဲ့ဓာနယ်လက်ကလည်းမြန်ဆန်ပဲသူ့ဆီကိုပြန်တန်းလာပါတယ်သူတို့ကရုန်းကဲ့ပေမဲ့အချင်းကြီးပဲဖြစ်ပါတယ်လူကြီးရဲ့ထင်းချုံမှုအောက်မှာရွှေသားတွေအလုံးကသူ့ရဲ့ရင်ဘောကိုထုတ်ဖောက်ပြီးတော့ဝင်ရောက်သွားခဲ့ပါတယ်နှစ်ပေါင်းမျိုးစောကြာခဲ့ပြီဆိုတော့ငါတကယ်တမ်းဆိုတည်တင်းနေပြီ ဒါပေမဲ့ငါမျိုးနဲ့စုကငါ့ကိုသူတို့ရဲ့ရှေးဘိုးဘေးဖြစ်သတ်မှတ်ခဲ့ကြတယ်။ငါ့ကိုအသက်ရှင်စေဖို့အတွက်သူတို့ရဲ့ကိုပိုင်မျိုးနဲ့စုရဲ့တရူးတွေနဲ့ကြွေးမွေးခဲ့ကြတယ်။ငါငါမျိုးနဲ့ဝင်နေတဲ့အသက်ပေါ်မှာရှင်သန်ခဲ့ရတာ။ငါငါမျိုးနဲ့စုရဲ့အဖြစ်သားတယောက်ပဲဖြစ်ခဲ့ရတာ။ရှေးပိုက်ကွန်ထဲမှာနောက်ဆုံးပြန်တန်းနေတဲ့ဓာတ်ကိုလူအကြီးကကြည့်လိုက်ပါတယ်။သူကအသက်ကိုပြင်ရှူတင်ပြီးလက်ကိုလှမ်းလိုက်တဲ့အချိန်မှာတော့နောက်ဆုံးရွှေသားရုတ်တရက်တွန်းလင်းရပါတယ်။ဒွားရင်ရွှေသားမှတော့ခုခွန်နိုင်လောက်တဲ့အစွမ်းကမရှိတဲ့ပုံပဲပေါ်နေပါတယ်။ခဏကြာမှတော့ရွှေပိုက်ကွန်ကနေထွက်ပြေးပြီးလူအကြီးစီကို ိုးဆိုင်လိုက်ပါတယ်ဒီဖိုးကြီးကတေတင်းနဲ့စွမေခံမတင်မျိုးကလန်ရဲ့အဖြစ်သားပါဒီနေ့တော့ဒီဖိုးကြီးကအရွယ်၁၁ရက်အဆင့်ကိုကျော်ဖြတ်ပြီး၁၂ရက်မြောက်အဆင့်ကိုစတင်ဖိလင်းပြီးကျင်းကျန်သူတွေခေါ်တဲ့အာနာတက်ချင်းအဆင့်ကျင်းကျန်သူတွေထပ်တော်မှာဒဇင်းပို့ပြီးတော့မြင့်နေပြီဒါပေမဲ့ဒီဖိုးကြီးရဲ့အရေးချင်းကကန့်သတ်ချက်ရှိတာကြောင့်နောက်ဆုံးခြေလမ်းကိုအပြေးဝလမ်းလိုက်နဲ့စွမ်းကိုမစုံနိုင်ခဲ့ဘူး ငါရှေးဘိုးဘေးတွေရဲ့အရှက်ရစရာပဲငါ့ကိုအသက်ရှင်စေဖို့တစ်ဆုံသွားတဲ့မျိုးနဲ့ဝင်တွေအတွက်ငါမထိုက်တန်ဘူးနောက်ဆုံးပြန်တန်းနေရတာလူကြီးရဲ့မြခုံကြားလေးကိုထိုးဆိုင်ပြီးတော့ဝင်ရောက်သွားပါတယ်လူကြီးရဲ့မျက်လုံးများလည်းတဖြည်းဖြည်းနဲ့မှိမ့်မိတ်လာပါတယ်ဒီဖိုးကြီးကအပြစ်သားတစ်ယောက်ပါဒါပေမဲ့ငါ့ရဲ့တစ်ဆုံမှုကငါမျိုးနဲ့စုကိုမြေပြင်ပေါ်မှာပြန်ပြီးတော့ရောက်စေလိမ့်မယ်စွန်ပြေခံမတင်မျိုးတစ်ပင်ရဲ့နေရာမှာငါ့ကွန်ကတစိမ့်ခောက်ခွင့်ပြုပါငါ့ရဲ့ဝိညာဉ်ကိုပူဇော်ပွားသမှုအဖြစ်အသုံးပြုပြီးငါ့ရဲ့မျိုးနဲ့စုကပြန်ပြီးတော့ပေါ်လာနိုင်မယ် ထိုအချိန်မှာပဲလူအကြီးရဲ့မျက်လုံးထဲကအလင်းရောင်များပြောက်ကွက်သွားပြီးသူ့ရဲ့လက်တွေအားလည်းကောင်းကင်ကိုဆုပ်ဖြဲလိုက်ပါတယ်။ဂျိုးတို့ခုလုံးတွန်လုံးစိတ်နဲ့အတန်တစ်ခုကလည်းထွက်လာပြီးရွှေအောင်ပိုက်ကွန်ကနှစ်ထန်းကွဲသွားပါတယ်။ရွှေအောင်ပိုက်ကွန်နဲ့နှစ်ခုခံထားရတဲ့အီယာမအဖေများကလည်းချက်ချင်းပဲထွက်ပြေးပြီးကောင်းကင်ကိုထောက်ထားတဲ့တိုင်လုံးကြီးတစ်ခုဖြစ်လာပါတယ်။တစ်ချိန်တည်းမှာပဲပုံဝင်ချင်းရဲ့တတူးများစွာကလည်းအကွဲပြီးတော့ပြောက်ကွက်သွားပါတယ်။လူအကြီးရဲ့ခန္ဓာကိုယ်ကလည်းအီယာမအဖေနဲ့ဖိဖိချင်းပေါက်ဆက်သွားပါတယ်။ထိုအချိန်မှာပဲ ။စွန်ပြခန့်မတင်မျိုးကလန်မျိုးနဲ့ဝင်နေရအပေါက်ထဲကနေတယောက်ပြီးတယောက်ထွက်လာကြပါတယ်။သူတို့အားလုံးကအပင်ကိုအုံညွှန်းလိုက်ကြပါတယ်။ထိုစွန်ပြခန့်မတင်မျိုးမျိုးနဲ့ဝင်အထဲမှာမျက်နှာကိုဇာပေါ်အုပ်ထားတဲ့အမျိုးသမီးတယောက်ကလည်းပါနေပါတယ်။ဇာပေါ်အုပ်ကသူမရဲ့မျက်လုံးများတော့ငြိမ်သက်နေပါတယ်။နေရငေါ့မလင်ညာဘူးလို့မျှော်လင့်ပါတယ်။အဲ့ဒီခြံဖမ်းကိုတေးအောင်လှုပ်ချင်တယ်။ကီလိုမီတာ90အကွာမှာတော့ကော်ရိုးထိုးကိုစောင်းထားတဲ့လူကြီးတယောက်ကအီယာမအပင်ကိုကြည့်ပြီးမင်းကငေါ့မလင်ညာဘူးလို့မျှော်လင့်ပါတယ်။ဂိုင်းလေးဂိုင်းမာမိတ်ဖဲကိုပြန်လာစေချင်တယ်။သူကရေဦးလိုက်ပါတယ်။တော့ မတင်မျိုးတင်းညာနေကောင်းကင်ကိုထိုးပေါက်နိုင်တဲ့အော်တန်တစ်ခုကထွက်ပေါက်လာပါတယ်ထိုးရလူတယောက်တည်းရဲ့အော်တန်မဟုတ်ပဲစုမေခန့်မတင်မျိုးမြို့နယ်ဇူးဝင်အားလုံးရဲ့အော်တန်ပဲဖြစ်ပါတယ်ထိုးအော်တန်မြင်မာတဲ့ကောင်းကင်ကိုဖျက်တမ်းပြီး ဂျိုတစ်ခုလုံးပဲ့တင်ထသွားပါတယ်ယခုချိန်မှာဟင်းသားဗရာတောင်ထိပ်ကနေထူချယ်စီကချင်းချက်နေတဲ့ဂူရေကနေဒေါသရကြီးနဲ့အော်တန်တစ်ခုကထွက်ပေါ်လာပါတယ်အော်တန်ကြောင့်ဂူကလည်းပောက်ကွဲသွားပြီးဖုံမိုးတွေပဲကျန်ခဲ့ပါတယ်အနီရောင်ဝေးရောင်ဝေထားတဲ့ထူချယ်စီကဂူရေကနေပေါ်ထွက်လာပါတယ်စွန်ပြခံမတင်မျိုးတင်ညာရဲ့ဥတီယောကိုသူကမျက်နှာမဲစွာနဲ့ကြိလိုက်ပါတယ်အတုံးမကြတဲ့စွန်ပြခံမတင်မျိုးကလန်ရဲ့အကျွင်းကြံ့နေတေးချင်းနေကြလား ကျူထွယ်စီကလက်ကွန်လှမ်းလိုက်တော့မိုးတိမ်အားလုံးကသူ့ရဲ့လက်ထဲမှာဆူဝေးလာတဲ့ပုံရပါတယ်။မကြခင်မှာပဲမိုးတိမ်ကနေဖက်စီရတဲ့အဖျော်အမသားတစ်ခုကသူ့ရဲ့လက်ဖွားထဲမှာပေါ်လာပါတယ်။သူကဗလန်နဲ့ရိုက်လိုက်တော့အမှန်နှချမ်းကွဲသွားပါတယ်။ပြီးတော့လေးချမ်းဖြစ်သွားပါတယ်။၁၄ဇန်မြောက်ဟင်းသားဗလာနီနဲ့ကျင်းကျန်ချင်းနိုင်ငံအားလုံးကကျင်းကျန်သူတွေကိုငါးအောက်ခေါ်ယူတယ်။ စွန်ပြက်ခန့်မတင်မျိုးကလန်နဲ့ဒုတိယစစ်ပွဲကစတင်ပြီးမိုတိန်အမှတ်များကလည်းမမြန်ဆန်ပဲပြောက်ကွက်သွားပါတယ်ပြီးတော့အဖိုးကြီးကဟင်ဒဗရာနိုင်ငံကကုန်းကင်ကြောက်စင်ကန်းကတကားပိတ်ကျင့်ကြံနေနေရမှာထွက်လာပါတယ်သူကအနေအဝစ်ဆုံးကိုဝစ်ဆင်လာပြီးပိန်ပါပါတယ်ပြီးတော့မတင်မျိုးတင်ကျန်းကိုကြီးတဲ့အခါသူ့ရဲ့မျိုးလုံးများကတော့တောက်ပလာပါတယ်အရာအလုံးကပြောင်းလဲနေပြီသူကရေဦးလိုက်ပါတယ် ထိုအဖိုးကြီးကတော့ကုန်းကြီးကျောက်စင်ကိုင်းတစ်ခုလုံးကလေးစားရတဲ့အာနာတက်ချင်အစောပိုင်းအဆင့်ကျင့်ရသူဘိုးဘေးချူယန်ဖေပဲဖြစ်ပါတယ်။မေကြီးဝင်းညင်ခိုင်ကတော့ဟင်းသာဗရာချူရဲ့အရှိတ်မှရှိပါတယ်။ခိုင်ရဲ့အောက်မှာလည်းမြေအုပ်ခုတစ်ခုကရှိပြီးထိုထဲမှာတော့တလက်ပိုင်အမျိုးသားတယောက်ကထိုင်နေပါတယ်။ယခုအချိန်မှာထိုလူကရုတ်တရက်မျိုးလုံးကိုဖင်လိုက်ပါတယ်။သူ့ရဲ့မျိုးလုံးများကတော့ရှေးခေတ်ခံစားချက်တစ်ခုကိုပေးစွမ်းနေပြီးတပင်းကိုချလိုက်ပါတယ်။ဒီနေ့ရောက်နောက်ဆုံးတော့ရောက်လာပြီ။ဒီလိုအဖြစ်ဖြစ်မှာငါးပောင်ဝင်သွားလိမ့်မယ်လို့မယုံနိုင်ဘူး။ ဟင်းသားဘရာတူဘောနောက်ဆုံးကန်ရတော့ထာဝရရှင်တန်ချင်းခိုင်းမဲ့ဖြစ်ပါတယ်။ဒိုးရတဲ့ထိုးနေရမှာတော့ဘာအရှုပ်ရှင်းမှမရှိပါဘူး။ထာဝရရှင်တန်ချင်းခိုင်းရဲ့အစင်းမြင့်ဘိုးဘီကအလုံးမလူဝတ်ဆန်းကြိတ်ပါတယ်။သူကဗမာရှိနေလဲဒါမှမဟုတ်သူကဘလို့ပုံစံရှိလဲဆိုတော့တိရက်လူကအလုံးနေပြပါတယ်။ပီလူးနိုင်ငံစိတ်ဝူးညင်တန်းစင်ခိုင်းတွန်ထန်းရတော့မျိုးလုံးဖင့်ပြီးပျုံစီပျုံစီလောက်ကမျိုးလုံးပြမိတ်သွားပါတယ်။ဟင်းသားဘရာတူဘောထိုးဘေးရနေရကဝင်လင်းနဲ့ဘာမှမဆိုင်ပါဘူး။သူကလီမူအန်ပြန်လဲပြီးတော့မွေးဖွားလာနိုင်ဖို့ကောင်းကင်တမန်ရဲ့ဒုတိယကျင့်ရောက်ရှိလာမှုသာအယုံဆိုင်နေပါတယ်။ လီမူအန်နိုထလာမူကနှစ်နှစ်တာကြာရှိပါတော့တယ်ထိုနှစ်နှစ်တွင်ချိုယူကလည်းအထိန်များစုကိုတိတ်တိတ်ဆိတ်နဲ့နေထိုင်ခဲ့ပါတယ်သူမနဲ့ဝလင်းချမလည်းကြီးမားတဲ့အထာစီတစ်ခုကရှိနေသလိုပဲဖြစ်နေခဲ့ပါတယ် ဝလင်ကတော့လီမွေဒူရီတာဝိညာဉ်ဟာကျိုးရဲခန္ဓာကိုယ်ထဲမှာတဖြည်းဖြည်းနဲ့နှူထလာတာကိုခံစားနေရပါတယ်။ကျိုးရဲအတ္တရတီကလည်းတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားနေပါတယ်။သူမရဲ့အတ္တရကလုံအောင်ပျောက်ကွယ်သွားတဲ့အချိန်မှာလီမွန်ကကျိုးရဲဝိညာဉ်ကိုလုံအောင်မှာဆွေးဥသွားပါလိမ့်မယ်။ဒါဝရင်လီမွန်ဒူရီတာဝိညာဉ်ကြီးထွားလာတဲ့အချိန်ကပြီးခဲ့တဲ့တစ်နှစ်အတွင်းတီးတောက်နှစ်ကွေးသွားပါတယ်။ကြီးထွားခြင်းနဲ့ပုံမပေါ်ပါဘူး။ ကျိုးရဲ့ဝိညာဉ်ကိုလည်းစိုးဥချင်တဲ့ပုံမပေါ်ပါဘူး။လီမွန်ရဲ့ဝိညာဉ်ကလည်းအတိညာတချို့ကိုပြန်လာပြီဆိုတော့ဝလင်ကသိပါတယ်။သူမကိုသူမပြန်လဲပြီးတော့နှုတ်ထလာဖို့အတွက်ခလေးတယောက်ကိုမဆုံးချုံစေချင်ပါဘူး။ထိုအရာသူမရဲ့ယူချက်မှုဖြစ်ပြီးဝလင်ဆုံးဖြတ်ပေးရမယ့်ကိစ္စမျိုးပေါ့ဘူး။ ဝယ်လင်းကတော့သူ့ရဲ့စွမ်းရည်ကိုအသုံးပြုပြီးသူမကိုတားဆီးလိုက်ပါတယ်။ကျိုးယူရဲ့ခန္ဓာကိုယ်ထဲမှာတော့သူမရဲ့ဒုရီတာဝိညာဉ်ကိုဆက်လက်ပြီးတော့ကြီးထွားလာအောင်ခွင့်ပြုလိုက်ပါတယ်။ဝမ်းမင်းကဒီကလေးရဲ့ဝိညာဉ်ကိုမစုပ်ဝှချင်ဘူးဆိုတော့ငါအတည်တယ်။ဒါပေမဲ့ငါ့ကိုယုံကြည်ပါ။ငါထားကိုကောင်းအောင်မုံနဲ့လှုပ်ဆောင်ပြီးသူ့ကိုလည်းမထိခိုက်စေရဘူး။မင်းကနူလာအနေနဲ့သူ့ကိုသူ့မိပါရစီပြန်ပြီးတော့ပို့ပေးလို့ရတယ်။ငါလူချင်တာကမင်းရဲ့ဒုရီတာအစင်ဝိညာဉ်ပဲ။ဒီကလေးရဲ့ခန္ဓာကိုယ်မဟုတ်ဘူး။ထိုရာတော့ဝယ်လင်းရဲ့လီမူအန်ပေါ်ဂရိပေးချက်ပဲဖြစ်ပါတယ်။ဝယ်လင်းကလီမူအန်ကိုလင်ခဲ့ပါတယ်။ လီမွန်ကောက်ခဲ့ပြီးကျိုးရဲ့ဝင်းညင်ကိုလည်းထိခိုက်မှုမရှိအောင်ထိမ့်သိမ်းမှုနီလန်းကိုသူကမတွေ့တက်ခဲ့ပါဘူးကျိုးရဲ့ဝင်းညင်ကိုကြွထုတ်မဲ့ဆိုရင်လည်းယခုချိန်မှာဖြစ်ပေါ်လာမယ့်တင်မင်းရဲ့အချိန်မှာလီမွန်ရဲ့ဒရေတာဝင်းညင်အတွက်အရန်ဝမှာအန္တရာယ်များပါလိမ့်မယ်သူမရဲ့ဒရေတာဝင်းညင်ဟာခန္ဓာရဲ့ရှင်းရင်တော့ပင်ထန့်စွာနဲ့ဒဏ်ရပြီးမကြခင်မှာပဲပြပြတ်သွားဖို့များပါတယ်ထိုအရာအဓိကမဟုတ်သေးပါဘူး ကျိုးရရဲ့ဝိညာဉ်အားသာထွက်သွားမယ်ဆိုရင်ကောင်းကင်တမန်တော်ကဆင်းသက်လာပါလိမ့်မယ်။လီမူဝမ်ရဲ့ဒူရီတာဝိညာဉ်ကိုဖုံးကွက်ပေးထားတဲ့ကျိုးရရဲ့ဝိညာဉ်ကမရှိတော့ဘူးဆိုရင်လီမူဝမ်ကောင်းကင်ရဲ့အရှိမပေါ်လင်သွားပါလိမ့်မယ်။ထို့ကိုချိန်ကြရင်လီမူဝမ်ရဲ့ဒူရီတာဝိညာဉ်ကအပြည့်အဝပြန်ကောင်းသေးတာမဟုတ်လို့ကောင်းကင်ရဲ့ဥပဒေအရသူမအပေါ်တည်ရောက်မှုရှိနေဦးမှာပဲဖြစ်ပါတယ်။မူလအစီအစဉ်ကတော့ထုတ်ကဲ့သို့မဟုတ်ပါဘူး။လီမူဝမ်ရဲ့ဒူရီတာဝိညာဉ်ကထုတ်ကလေးရဲ့ခန္ဓာကိုယ်နဲ့ပေါင်းစပ်ဖို့အတွက်စီစဉ်လာတာပါ။ ထို့သောလှုပ်ခြင်းအဖြစ်သူမ၏ဝိညာဉ်အားကလေးရဲ့ပိုင်ဖြစ်သွားပြီးကောင်းကင်ရဲ့ဥပဒေကိုရှောင်ရှားနိုင်မှုအတွက်မျှော်လင့်ခဲ့တာပါ။ဒါဝရင်ယခုတော့အရာအလုံးကပြောင်းလဲသွားပြီးလီမွန်ကကျိုးရွေးဝိညာဉ်ကိုဝါမျိုးတော်မှလွဲပြီးထုတ်ပြောင်းလဲမှုကိုဖြည့်ရှင်းနိုင်မယ်နီလန်ကဘာမှမရှိတော့ပါဘူး။ ထိုအဖေကဝယ်လင်းလင်းနေကြရုံကပ်ပြီးတဲ့နောက်ရောက်ရှိခဲ့တဲ့ခက်ခဲတဲ့အခြေအနေပဲဖြစ်ပါတယ်။ဘသူကပို့ပြီးတော့အရေးကြီးလဲစဉ်းစားတဲ့အခါသူ့ရဲ့စိတ်ထဲမှာတော့တန်တရားမရှိပါဘူး။လီမွန်းနိုးထလာဖို့အတွက်သူကကြိုးယူစရီဖို့အတွက်ဆုံးဖြတ်ပြီးသားဖြစ်ပါတယ်။ထိုရွေးချက်မှုကအလွန်ရဆက်ပြီးဝယ်လင်းအတွက်လည်းနာကျင်စရာကောင်းပါတယ်။သူရင်ဝယ်လင်းကနှစ်ငါးရက်ကျင့်ကြံခဲ့တဲ့နဆိုးတကောင်ဖြစ်ပါတယ်။လင်းနစ်ကြရုံကပ်ပြီးတဲ့နောက်သူ့ရဲ့နှလုံးသားတမ်မီလိုပဲမမကြောကြောဖြစ်သွားပါတယ်။ဝယ်လင်းကအဝေးကကျောင်းဘုံမှာတိတိစိတ်နဲ့တွေးတောနေတဲ့ကျိုးယူကိုကြည့်ပြီးတွေးလိုက်ပါတယ်။ကျိုးယူ ဒီကျေးဇူးကိုငါမမေ့ဘူးမင်းရဲ့မိသားစုကဆက်ဆက်မကချမ်းသာစွာနဲ့နေထိုင်ရအောင်ငါတေချာကိုလုပ်ပေးမယ်သူတို့ကခြုံနိုင်ငံကိုအုပ်ချုပ်နိုင်ကြလိမ့်မယ်သူမဝန်လင်းရဲ့စကားကိုကြားသလိုတုံ့လောက်သွားပြီးသူ့ရဲ့ဘက်ကိုလက်ကြည့်လိုက်ပါရင် မြေကြီးများလည်းမျိုးလုံးတောင်းမှာပေါ်လာပေမဲ့သူမရဲ့မျက်နှာမှာတော့ကြီးမားတဲ့အပြုံတစ်ခုဟာရှိနေပါတယ်ထို့နောက်ဆုံးနှစ်နှစ်ကလည်းတနေပြီးတနေဖြစ်ဖြစ်ချင်းကုဆုံးသွားပါတယ်ကောင်းကင်တမန်တော်ရောက်လာမယ့်နေ့ကလည်းနီးကပ်လာပါပြီလာဖို့ရောက်လာပြီးနောက်ဝန်လင်းကဟင်းသာဗရာဂျိုပြန်မတော်တော့တဲ့အတွက်ဟင်းသာဗရာဂျိုမှာဖြစ်ပျက်နေတဲ့ကြီးမားတဲ့ပြောင်းလဲမှုများကိုမသိရှိခဲ့ပါဘူးလက်ရှိဟင်းသာဗရာဂျိုကစင်မီယန်တွေနဲ့ဖုံးလဲနေတယ်လို့ပြောလို့ရပါတယ်ဆွန်မြခံမတိမျိုးမျိုးနဲ့ဟာအာနာတက်ချင်အစဉ်ကျင်းတဲ့သူတွေနဲ့တူညီတဲ့စွမ်းအားရှိတဲ့အရက်ကိုရရှာမဲ့၄ယောက်ကထူထောက်ခဲ့ပြီးဟင်းသာဗရာနိုင်ငံနဲ့စစ်ပွဲတစ်ခုကိုစတင် တင်ခဲ့ပါတယ်တချိန်တည်းမှာပဲတခုပြီးတခုထိုင်းလန်ဖေယာသတင်းတွေကဟင်းသားဗရာဂျိုမှာပြတင်ထသွားပါတယ်သတင်းအများစုကတော့တိဆာဖောက်ချင်းဆိုတဲ့စလုံးများပောင်းဝင်နေပါတယ်ကျင်းကျင်းရဲ့နိုင်ငံတွေရဲ့ခေါင်းဆောင်ပုဂ္ဂိုလ်တွေနဲ့ဂိုင်းနီရဲ့ဘူဝေးတွေကဟင်းသားဗရာနိုင်ငံကိုတိဆာဖောက်ခဲ့ကြပါတယ်တိုက်ပွဲရဲ့အဓိကနေရာတွေမှာထုကဲသူတိဆာဖောက်မှုတွေအကြောင်းဟင်းသားဗရာနိုင်ငံအချိန်ကြိမ်ဆုတ်ခွာခဲ့ရပါတယ်ယခုတော့ဟင်းသားဗရာဂျိုပေါ်မှာကောလာဟလတစ်ခုကပြန့်နှံ့နေပါတယ်နှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့အချိန်ကစွန်ဘီခံမတင်မျိုးမျိုးတွေကနိပညာတစ်ခုကိုတည်ထွင်ခဲ့ပါတယ် မြို့နယ်ဝင်အများပြားကိုစည်းချင်းအဖြစ်မြို့နယ်ဝင်တယောက်ကိုကြီးညက်သူအဖြစ်ပြောင်းလဲနိုင်ပါတယ်ထိုနှစ်ပေါင်များစွာအတွင်းစွမိခန့်မတင်မျိုးကလန်ကလူကိုရုပ်ကိုပြောင်းလဲခဲ့ပါတယ်သူတို့မှစွမိခန့်မတင်မျိုးမြို့နယ်ဝင်တွေရဲ့ခန္ဓာကိုယ်မရှိတော့တဲ့အတွက်ဒဇိရဲ့ကန့်သက်ချက်တွေမရှိဘဲထွက်ခွာနိုင်ပြီးဂိုင်းမျိုးမျိုးမှာဝင်ရောက်နိုင်ခဲ့ကြပါတယ်ထိုရာစစ်ပွဲအတွက်စွမိခန့်မတင်မျိုးမြို့နယ်ရဲ့အားအကုန်လုံးဝှက်ဖဲဖဲဖြစ်ပါတယ်လာတော့ဟင်းသာဗလာကျုပ်ထက်အဆောင်များစွာပို့ပြီးတော့ငြိမ်သက်နေပါတယ် တတ်မှတ်ထားတဲ့နေရက်အထိရောက်ဖို့၃လသာလိုအပ်ပါတော့တယ်ကျိုးယူကလည်းတစ်နှစ်လုံးစကားပြောခဲ့ပါဦးအဲ့ချိန်တွေကလည်းအများကြီးတိုးလာပါတယ်ယခုဆိုရင်နောက်တစ်နှစ်ရဲ့အချိန်များစုကို तू မအိပ်ပျော်နေတတ်ပါတယ် तू မရဲ့ဘေးမှလည်းဖြူဖြူလေးရဆက်နေနေပါတယ် तू ရဲ့မျိုးလုံးထဲကဝန်နေမှုကတော့တစ်နှစ်ထက်တစ်နှစ်ပိုပြီးတော့နှဆိုင်လာပါတယ်ခရင်ရောင်လေးတွေ့တော့ဘာမှမသိလို့မြင်းရင်ပေါ်မှာလဲနေပြီးကျိုးဦးနဲ့ဖြူဖြူလေးကိုဇွေဇွားနဲ့ကြည့်နေပါတယ်ဝန်လင်းရဲ့နှဖျားကလီမွေရဲ့ဒူရီတောင်းဝင်းကိုစောက်ကြည့်ဖို့ကျိုးဦးစီမှာအမြဲတမ်းရှိနေပါတယ် ကောင်းကင်တမန်တော်အချိန်မရင်ဆိုင်နိုင်မှုအတွက်သူ့ရဲ့ခန္ဓာကိုယ်လည်းအကောင်းဆုံးအချိန်တွေမှာထိန်းသိမ်းထားပါတယ်။လာရဲ့အဓိကချော်ရီဘူးထဲမှာလည်းမူလခန္ဓာကိုယ်ကအလားတူပဲနှဆိုင်စွာနဲ့လှုပ်ရှားနေပါတယ်။ကောင်းကင်တမန်နဲ့ထိုးတိုက်ပွဲမှာရှုံးနေဖို့အတွက်သူကိုယ်သူခွင့်မပြုနိုင်ပါဘူး။ကျိုးယူကအိမ်နေတခါတလေအိမ်မက်ရောက်ရင်းနဲ့စကားတချို့ကို ပြောတတ်ပါတယ်။ဦးလေးကျမကြောက်တယ်သူမအိမ်မက်ထဲမှာထိုးစကားကိုပြောနေတော့မှဖြစ်ပါလေ။ဒိုးရတဲ့စကားတွေကလည်းဖြည်းဖြည်းနဲ့နေပါလာပါလေ။ အများစုကတော့သူမကတီတိုးပြောနေရတယ်ကနားလည်ရခက်ပါတယ်ထို့သူပြောတိုင်းလည်းမျက်ရည်များအကျလာတက်ပါတယ်စကွန်းနေရကြိုးယူကတော့ကြီးမင်းလာပြီဖြစ်ပါတယ်အလွန်လှပတဲ့အနာမျိုးမဟုတ်ပေမဲ့အဖြစ်ကင်းစင်ပြီးဖြူစင်တဲ့ခံစားချက်မျိုးကတော့ရှိနေပါတယ်ကြိုးယူကနောက်ဆုံးလတလလုံးအိပ်ပျော်နေခဲ့ပါတယ်ထို့တလလုံးတစ်ခါမှမလုပ်ခဲ့ပါဘူးလီမွန်ရဲ့ဒူရီတာဝဉ္ညာလည်းသူမကိုစတင်ပြီးတော့စားသုံးတင်နေပါပြီ။လီမွန်နိုထလာတဲ့အခါနှောက်ရှက်မအောင်ကောက်ွယ်ဖို့ဝယ်လင်းကဖြူဖြူလေးနဲ့ခင်းရောင်းလေးကိုတစိုက်ခတ်ထားခဲ့ပါတယ်။ ။သူကတော့ကျိုးဦးရဲ့ဘေးနားမှာရှိနေပါတယ်။ထုတ်ကလေးမောက်ကြည့်နေသူ့ရဲ့နှလုံးသားနာကျင်နေရပါတယ်။ဦးလေးဘာလုပ်လဲ။ဦးလေးကကျွန်မကိုခေတင်ပေးလို့ကျေးဇူးတင်ပါတယ်။ဦးလေးကျွန်မအတွက်ကြာကြီးတစ်ကောင်ဖမ်းပေးမယ်လို့ဂရုပြုထားရဲ့လေ။ဦးလေးကျွန်မကကြောက်တယ်။ကျွန်မရဲ့ခန္ဓာကိုယ်ထဲကလူတစ်တစ်လေးကိုဖယ်ရှားပေးလို့ရမလား။ ကျွေးဦးနဲ့ပတ်သက်တဲ့အမတ်တရများကလည်းသူ့ရဲ့စိတ်ထဲမှာဖျက်ပြေးသွားပါတယ်ခနာကြမှာတော့ဝယ်လင်းကတပင်းကိုချလိုက်ပါတယ်အချိန်ဒီကလည်းတဖြည်းဖြည်းနဲ့ကုဆုံးသွားပြီးနောက်ဆုံးလာလည်းပြီးဆုံးပါတော့မယ်နောက်ဆုံးနေ့ကိုလည်းရောက်လာပါပြီလီမွေဒူရီတာဝိညာဉ်ကနှုတ်ထလာတာကိုဝယ်လင်းကလည်းခံစားနေရပါတယ်ယခုတော့သူမကျိုးရဲဝိညာဉ်ကိုစားသုံးနေပါတယ်လာရဲ့အထက်ကောင်းကင်မှာလည်းမိကုန်းတိမ်များရုတ်တရက်ပေါ်လာပါတယ်ပေါ်လာနဲ့လည်းစူဝေးလာကြပါတယ် တိန်နေထဲမှာတော့မျိုးလုံးတစုံကပေါ်လာပါတယ်ဝယ်လင်းကတော့ထိုမျိုးလုံးတစုံကိုရန်အောင်ပါရင်းနှီးပါတယ်စကူနစ်အကြာကငွေတမန်တို့ကနောက်တစ်ဖန်ဆင်းသက်လာပါပြီကျွန်တော်ကတော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်